အချင်းချင်းဖြစ်တယ်ကဲဘယ်လူကြီးကလာပြောမှာလဲဘယ်လူကြီးကလာရေးဖြန်းပြမှာလဲအချင်းချင်းမကျင်တတ်လို့ပုံမှန်ရေးဆွဲကြတယ်အချင်းချင်းမကျင်တတ်လို့ပုံမှန်ရတဲ့ဘယ်လူကြီးကလာပြီးဝင်ရှင်းပြမှာလဲနောက်ကပဲအာချာချာချာဟာလုံလုံလုံဒါပဲအတော်လေးပါကျွန်တော်လုံးဝချရပါဗရဲတောင်းတာပါကမရှက်တယ်မိလာပါကမတော်လေမလို့ပြောပြောတဲ့ကနားနေတော့ဘာတရရရေဟေး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 မလို့စကားလားနေလိုက် ပဇန်နေပဇန်နေဂျေမီရောဖြစ်ပါတယ်တောင်းလို့ရမယ်လို့ရခွဲကိုရှောက်ပြီးတော့ဟုတ်ပြီတယ်လို့ဘယ်ဒီဒီကိုရှောက်လူလဲဒါလူကြီးတွေတောင်မှဝေဖန်ခံနိုင်နေတာပဲလူကြီးတွေတောင်မှလုံးတက်ခံနိုင်နေတာပဲအချင်းချင်းညီညွတ်ပါလို့ပဲပြောချင်ပါတယ်ကနော်ဦးစင်းတို့ဒီရက်ထဲမှာဆိုလို့ရှိရင်လဲတော်တော်များများနေရာတွေမှာလက်ထိုးကြီးမြင်းကြံပဲဆိုလို့ရှိရင်လဲခင်ဗျားတို့ကြားတဲ့အတိုင်းပဲနော်ဒီ3-4ရက်အတွင်းမှာအောင်ပွဲအလီလီရနေတယ် ။လက်ထိုးကြီးကအကြဖက်လေးဒီတုံးလေးအပြင်မှာစောင့်ကြည့်ပါ။နော်။တုံးလေးအတွင်မှာစောင့်ကြည့်ကြ။ဒီချက်မကတာဥစဉ်တော့တရင်တွေကိုချိန်ချမ်းထားတာရှိတယ်။ချပြလို့မဖြစ်သေးလို့ဥစဉ်တော့ချမှပြတာ။ဖြစ်ဖြစ်စီစီနဲ့လုံနေတယ်။ဒီကမေ ဒါလာရောက်မင်းတို့တောင်သာဟုတ်သူရောက်တောင်သာမင်းလောက်ခဲ့ဆိုတာဒါလာရောက်ရှိုးလာအောင်နော်ရှိုးလာအောင်နေတော့ရှိုးလာအောင်နော်တိုင်းတို့တိုင်းတို့ရှိုးလာအောင်မင်းတို့ခဲ့လာအာတန်လုံးဘွယ်ကိုရှောင်းနော်တန်လင်းဘွယ်ကိုကျိုးကျော်တာတန်လင်းဘွယ်ကိုရှောင်းဆိုင်ဆိုင်ဆိုင်ကျမဆိုင်ဆိုင်ရှိတော့ရှိတော့ဒီကြနေဒီကြနေအဲ့မှာရဲ့မှာအဲ့မှာရဲ့အန်တီတန်ဒီကနေ့မပေါ့ရှောင်းနော်ရှောင်းနော်ညီမနော်မင်းတို့ခဲ့နော်ဟာလေဒီလောက် 啥没？还包哪里。全包哪里。好好了，你哦，A D 包了。跑嘞嘞，跑嘞嘞，哎哎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 ！ သွားမယ်ညနေမင်္ဂလာပါဗျ။ဒီနေ့က26ရက်မလာပါဘူး2000ထဲမှာ25ဖြစ်ပါလေဗျ။ဒီနေ့ဥစဉ်ဘာပြောချင်တာလဲဆိုလို့ရှိရင်ဒီရက်တွေထဲမှာပေါ့နော်အချင်းချင်းနေလဲအချင်းချင်းနေလဲဖြစ်တာဥစဉ်တို့လဲဒါမျိုးလာပြီးတိုက်ခိုက်ထားရင်လဲအများကြီးပါအများကြီးပဲနော် က်ရကြီးမလိုက်ခိုက်တာတခုပဲရှိတာဗာဖြစ်ချင်တာလဲဗာလုချင်တာလို့ဗာဖြစ်ချင်လို့ပြောတာလဲဆိုတော့ဥစဉ်လည်းမပြောတတ်ဘူးပဲဒါပေမဲ့ဥစဉ်တို့ကြတော့ပုံကိုရေးရစော်ရတာကိုလက်ခံနိုင်တယ်ပြောပြလေစီဗာမဖြစ်ဘူးအတိုင်းတစ်ခုကြော်လာပြီဆိုရင်တော့ဥစဉ်တို့ကလည်းပြောနေလုံးတင်လုံးလိုက်တာပြောနေပြလိုက်တာပြောမှာပေါ့ဗျာနော်အဲ့တော့ဒီချိန်ကဥစဉ်တို့အချင်းချင်းနေဖိုက်ရမယ့်ချိန်မဟုတ်အချင်းချင်းနေပြောရမယ့်ချိန်မဟုတ်ပေါ့နော်တကယ်လို့မှားခဲ့ရင်လည်းချင်းချင်းနေရဆေးနာမှပဲမှားလိုက်မယ်လို့ဥစဉ်အနေနဲ့တော့သုံးသက်ချင်ပါလေဗျာနော်သုံးသက်ချင်ပါလေဒါခါတလေဥစဉ်တို့ဒီဥစဉ်တို့လည်းဝေဖန်ခဲ့တာတွေအများကြီးပါပဲ အများကြီးအများကြီးဦးစင်းတို့ပြောခဲ့တာ ਈ ဆိုအများကြီးပဲအခါတလေကျတချို့လူတွေကပြောမှတည်တာဗျမပြောရင်မတည်ဘူးအဲ့တော့အဖမ်းခံရမှာလားခံခံရသေးတော့ဆိုတော့ပြောကြတယ်အခုနောက်ပိုင်းဦးစင်းတို့မပြောတော့ဘူးဆိုတာကလည်းဘာကြောင့်မပြောတော့တာလဲဆိုရင်ပြည့်ပြည့်ဗျဒီချိန်မှာကိုယ့်ဘက်ကလည်းဖိဖိစီစီလှုပ်ဆောင်နေတဲ့သူတွေအများကြီးရှိတယ်။အများကြီးအများကြီးရှိတယ်နော်။မန္တလေးမှာဆိုမန္တလေးတဲ့ညဦးစင်းတို့မန္တလေးမြို့နယ်မှာထမ်းမြေကိုဆိုတာကိုလည်းဦးစင်းတို့ဒါပတ်တာစားတဲ့တက်မတော်သားတွေရဲ့ပတ်တာစားတွေရဲ့စီစီလုံးလုံးနဲ့တိုက်လိုက်တယ်။ထမ်းမြေကိုရောက်လာတယ်။ စစ်ကောင်စီ၏ရွေးကောက်ပွဲသည်အာဆီယံ၏ဦးစားပေးမဟုတ်ပဲခင်းကြောင့်ပြည်ပခအခြေအနေပုံမဆိုးရွားလာနိုင်ကြောင်းမလေးရှားနိုင်ငံသား၏ဝန်ကြီးတတိပေးမြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်ပေါ်နေသောနိုင်ငံရေးအကျက်တဲနှင့်ပြည်ပခများကိုဖြည့်ရှင်းရာတွင်စစ်ကောင်စီကကျင်းပရန်စီစဉ်နေသည့်ရွေးကောက်ပွဲသည်အာဆီယံ၏ဦးစားပေးမဟုတ်ပဲ ရင်းကြောင်ပြည်ပခအခြေအနေပုံမိုးဆိုးရွားလာနိုင်ကြောင်းမလေးရှားနိုင်ငံသားရေးဝန်ကြီးဒါရက်ဆယ်ရီမိုမထဲဆန်ကမေ25ရက်ကကွာလာလမ်ပူတွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဝန်ကြီးကရွေးကောက်ပွဲဟာအာဆီယံအတွက်ဦးစားပေးရေးမဟုတ်ပါဘူး။ဒါကတကယ်ပဲနိုင်ငံတကာရဲ့မျက်စိရှိမှဖုံးကွယ်ဖို့အတွက်အပြင်းအထန်လှုပ်တာတစ်ခုပဲဖြစ်ရင်တော့အတိတ်ပဲမရှိပါဘူး။ရွေးကောက်ပွဲကအခြေအနေတွေကိုပိုဆိုးလာနိုင်စေပါတယ်။စစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့တောင်းဆိုပါတယ်လို့ပြောကြားခဲ့ပါတယ်အတိုက်ခံအဖွဲ့များစုကိုပိတ်ပင်ထားခြင်းဒုမဟုတ်မဲပေးခြင်းကိုမြန်မာပြည်သူများကကန့်ကွက်နေကြကြောင်းစစ်တပ်ပြီးနိုင်ငံ၏နေရာအများပြားအားထိန်းချုပ်မှုဆုံးရှုံးနေကြောင်းထောက်ပြခဲ့ပါတယ်နိုင်ငံတကာအတိုက်ဝန်းကိုအထင်အမြင်လွဲမှားစေဖို့အတွက်ရွေးကောက်ပွဲလုပ်နေတာဘာအတိတ်ပဲရှိလဲဟုမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမေကွန်းထုတ်ခဲ့ပါတယ် ထို့ပြင်မြမအရေးဖြစ်ရှင်းရန်အတွက်အာဆီယံအထူးတန်တမန်တဦးကို၃နှစ်တက်တန်းဖြင့်အမြဲတမ်းခန့်အပ်ရန်အဆိုပြုချက်ကိုအာဆီယံဖွဲ့ဝင်နိုင်ငံများကသဘောတူညီထားတယ်လို့သိရပါတယ်။ဝန်ကြီးကမြမအရေးသည်ပြည်တွင်းရေးပြဿနာတစ်ခုသာမဟုတ်တော့ဘဲဒေသတွင်းပြဿနာဖြစ်ပြောင်းလဲလာနေကြောင်း အထူးသဖြင့်နေဆက်ဖြစ်ကြော်ရာဇဝတ်မှုများငွေကြေးခဝချမှုများလိမ်လည်မှုများနှင့်ရိုဟင်ဂျာဒုက္ခသည်များ၏ပြဿနာများကြောင့်ဒေတာတွင်မတည်ငြိမ်မှုများဖြစ်ပေါ်နေသည့်မလေးရှားနိုင်ငံတစ်ခုထဲတွင်ရိုဟင်ဂျာဒုက္ခသည်နှစ်သိန်းကျော်ကိုလက်ခံထားရကြောင်းငင်းကဖော်ပြခဲ့ပါသည်။ဆမ်းမြင်ကုန်ရပါတယ်။စကိုင်းတိုင်းမှာဆိုလည်းထိုးတိတူစွာပဲမင်းကွင်းပဲချမ်းနေပေါ့နော်မင်းကွင်းဘက်တည်းအတူလိုဘက်တည်း PDF စကားဒီနေ့ဝင်တိန်းတယ်။ဘုဘက်ကတယောက်ကြတယ် ဒါစကိုင်းဝိပုံရဲ့ပြည်သူစစ်တွေနဲ့ဒီဒုတက်မှမူကြီးတို့အဖွဲ့လေးပေါ်ပြဝန်တိုက်တယ်။ကိုဘက်မှာမြန်မာစွာကြားတယ်။မြန်မာစွာကြားတယ်။အဲ့တော့ဦးစင်းတို့ကမစည်းလုံးတာကိုစည်းလုံးအောင်ပြောရမယ်။စည်းစည်းလုံးလုံးနဲ့ညင်ညင်လုံးနဲ့အလုံးမလုံးတဲ့သူအလုံးလုံးအလုံးလုံးတဲ့သူနဲ့ပေါင်းရမယ်။လုံးလုံးနဲ့ပေါင်းအဓိကကတော့ဦးစင်းတို့ကအကောင်ပြောခိုင်းရင်လို့အတိအမှန်ပြုခိုင်းရင်လို့ဘာဖြစ်လို့ဆိုမှပြည်သူစစ်လောက်လာကြတာမဟုတ်တာ။ဟုတ်လား။ပြည်သူစစ်လောက်တာမဟုတ်တာ။အချို့ဘာအတိတ်ပဲမှမရှိတဲ့ဟာကိုလိုင်းမော်တင်ပြီးဖိုက်ညာရှိသေးရ။ဘာဖြစ်ချင်တာလဲဘာလုပ်ချင်တာလဲပြောမတည်ကြရှိသေးရဲ့။ ကဲကိုဘက်ကပြန်ဖိုင်လိုက်အချက်ကကိုလိုကွဲဦးမယ်အမျိုးတွေရှိတယ်အဲဒီချိန်မှာဦးဇင်းတို့အကူမပြောချင်တာပေါ့ဗျာနော်မပြောချင်တာပေါ့အဲ့တော့စီစီလုံးလုံးမလေးရလေဦးဇင်းတို့စီလုံးမညီညွတ်ဖို့ပဲဦးဇင်းတို့ပြောချင်တာပဲအာကိုသူတို့လူကြီးတွေတော့ပြောခံနိုင်နေတာဗျာလူကြီးတွေတော့မှလူတို့ဝေဖန်ခံနိုင်နေရဗျာလူမဟုတ်လို့မနာတာပေါ့ဗျာဟုတ်တယ်နားလိုက်မှာပေါ့အဲ့တော့ကိုကဘာပြောစရာလိုတာမှတ်လို့ဘာဝေဖန်စရာလိုတာမှတ်လို့ ။ဒါလေးလည်းပြောချင်တယ်နော်။ဒါလေးလည်းပြောချင်တယ်။အချင်းချင်းဖြစ်တယ်ကဘယ်လူကြီးကလာပြောမှာလဲ။ဘယ်လူကြီးကလာပြီးဖြားပြင်းမှာလဲ။အချင်းချင်းမကျင်တတ်လို့ပုံမှန်ရေဆွဲကြတယ်။အချင်းချင်းမကျင်တတ်လို့ပုံမှန်လိုက်တယ်ဘယ်လူကြီးကလာပြီးဝေရှိပြင်းမှာလဲ။နောက်ကပဲအာချချချအာလှုပ်လှုပ်လှုပ်ဒါပဲ။သူလည်းဒါလူကြီးတွေတောင်မှဝေဖန်ခံနိုင်နေတာပဲ။လူကြီးတွေတောင်မှလုံးတက်ခံနိုင်နေတာပဲ။အချင်းချင်းညီညွတ်ပါလို့ပဲပြောချင်ပါလိမ့်မယ်နော်ဦးဇင်းတို့ဒီရက်ထဲမှာဆိုလို့ရှိရင်လဲတော်တော်များများနေရာတွေမှာ လက်ထိုးကြီးမြင့်ကြံပဲဆိုလို့ရှိရင်လည်းခင်ဗျားတို့ကြားတဲ့အတိုင်းပဲเนาะဒီ3လေးရက်အတွင်းမှာအောင်ပွဲအလီလီရနေတယ်လက်ထိုးကြီးကအကြက်ဖက်လေးဒီ3လေးရက်အတွင်းမှာစောင့်ကြည့်ပါเนาะ3လေးရက်အတွင်းမှာစောင့်ကြည့်ကြဒီထက်မကတာဦးဇင်းတို့ကတရင်တွေကိုချိန်ချမ်းထားတာရှိတယ်ချပြလို့မဖြစ်သေးလို့ဦးဇင်းတို့ကချမှပြတာဖြီးဖြီးစီစီနဲ့လုံနေတယ်ဖြီးဖြီးစီစီနဲ့ချနေတယ်ဒီလူစစ်တွေနဲ့ဒီတမန်တော်တွေနဲ့ပူးပေါင်းနေတယ်စစ်တိုင်းမှုကြီးဆိုလည်းဒီတိုင်းထုံနေတူစွာပဲညံ့ပြန်ပါဒီလူစစ်တွေနဲ့ညင်ညွန့်စီစီလုံးလုံးနဲ့ အောက်ကစကားတွေကိုလည်းတိကျကျနားထောင်နေတုံးတက်တယ်လုပ်တယ်အောင်ပွဲတွေရတယ်အကြမ်းဖက်တွေကလာတိုက်နေမှာအကြမ်းဖက်တွေကိုလိုက်ပြီးမှမြင်းကြိုင်တစ်ခုကြီးပဲမလိုက်ပြီးရှင်းလင်းနေတာအကြမ်းဖက်ရှိတဲ့နေရာကိုရှင်းလင်းနေတာအဲဒီချိန်မှာစီးလုံးမှာညီညွတ်